Manchester Derby ပွဲဖြစ်တဲ့ City နဲ့ပွဲမှာစီးစီးနဲ့သာခြေနက်ခဲ့ရတဲ့ United နေ့ကအိုးထော့ဖို့မှာကစားခဲ့တဲ့ Manchester United နဲ့ Manchester City တို့ရဲ့ Derby ပွဲ Premier League ပွဲစဉ်31ဟာဂိုးမရှိတည်ရင်နဲ့သာခြေနက်ခဲ့ရပါတယ် Manchester United က Derby မှာအသာတကြီးလေးနိုင်ခဲ့တဲ့ပေမဲ့ Man United တိုက်စစ်ပိုင်းရဲ့အပိုင်အခွင့်ရေးဖြုံးတီးမှုနဲ့ Man City ခံစင်းနဲ့ကိုလိုမာရဲ့အကောင်းဆုံးကာကွယ်မှုတွေကြောင့် United တို့ဂိုးပေါက်ပျောက်ခဲ့ရပါတယ်တပတ် Man City ကလည်းကွင်းလင်မှာပဲတိုင်ပတ်နေခဲ့ပြီးမကွမ်းရအောင်ဆောင်ခဲ့တဲ့ခံစစ်ကိုကြောဖြတ်ဖို့ခက်ခဲနေခဲ့ပါတယ် ဒုတိယပိုင်းမှာတော့မန်စီးတီးဘက်ကပုံမှုထိန်းချောက်လာနိုင်ခဲ့ပြီးမာမွတ်ရဲ့ဖရီကစ်ကံကြတောင်းကမောကနေရှန်ကြလာတာကိုကန်သွင်းချက်တို့ကိုအိုနာနာကလက်စွမ်းပြကာကွယ်ပေးခဲ့လို့သာဂိုမပီးခဲ့ရတာပါ။ဒါကြောင့် United ပရိသတ်တွေရဲ့မြစ်တာပိုးသားမှုတွေကိုအစင်လာမပြတ်ခံယူနေတဲ့အိုနာနာကတော့စီတီးရဲ့ကံကြချုပ်ကိုအမှားယွင်းမရှိကာကွယ်နိုင်ခဲ့ပြီးဒီပွဲမှာတော့ဆဲခံရမယ့်ရေးကနေလွတ်မြောက်သွားခဲ့ပါတယ်။ဒါပေမဲ့မယူသိန်းဂိုးပေါက်တဲမတ်ဖူကတော့သူမနဲ့ကျွန်တော်လိုပဲလမ်းလွဲသွားတာမဟုတ်ဘူးလမ်းခွဲသွားတာလို့တောင်တပွဲလုံးပြောရမလို့ပါပဲ။လူသားဝင်တိုက်စစ်မှုဇက်စီရဲ့ကံကြတိကျခဲ့ပေမဲ့ နေရာယူမန်နဲ့ဂုဒမအီဒါဆန်ကောက်ွယ်ခဲ့တယ်လို့ဥကတိရဲ့အဝေးကန်ချက်ကိုကဘေးထွက်သွားလို့နင့်နိုင်ခဲ့ရပါတယ်။တပ်ပြန်တက်ချူတိုင်းဒဏ်ရာရနေတဲ့မေဆန်မောင်းရဲ့ကန်ချက်ကလည်းစီးတင်းအောင်တန်းနဲ့ထိခဲ့လို့သာဂိုးရဖို့လွဲချော်ခဲ့ရပါတယ်။ပထမပိုင်းမှာမာယာပိုးတဲ့ဂါနာချူကလည်းအပိုင်ရခဲ့တဲ့ဘောလုံးကိုကံမလို့ခေါင်းတိုက်မလို့ဖြစ်ခဲ့တာကြောင့်တကယ်ကိုစိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ယူနိုက်တက်ကဒီပြအမော်ရီရဲ့ကစားကွက်ကတဖြည်းဖြည်းအသားကျလာတဲ့ပုံပေါ်တဲ့အတွက်ယူနိုက်တက်တို့တိုးတက်လာပြီလို့ပြောရမှာပါ။ဒါကြောင့်ယူနိုက်တက်ဟာလာမယ့် AB လတရက်နေ့လိုင်းယွန်းနဲ့ယူရိုပါလိကွာတာဖိုင်နယ်ပထမကြုံမှာ အကောင်းဆုံးဆွမ်းဆောင်ပြသနိုင်မလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားတို့ချက်